အားလုံးပဲမင်္ဂလာပါ VOC သတင်းဌာနကနေជួយလိုက်ပါတယ်ကျွန်တော်ကတော့ Elvin ပါဒီကနေ့ Masla Secondary နဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပါဒီနေ့ညနေဆက်မဲ့သတင်းတွေကတော့ချင်းမျိုးသားရေးကိုရှေ့ရှုလျက်ချင်းတော်လှန်ရေးအင်အားစုများပေါင်းစည်းညီညွတ်ရေးအတွက်တပ်ဆိုင်ရာအဖွဲ့အစည်းများအစုအဖွဲ့များနဲ့လက်တွဲဆောင်ရွက်သွားမယ်လို့ချင်းမျိုးသားတအူ CNF ပြောဆိုလိုက်ပါတယ်ချင်းပြည်ဖလားမြို့နယ်ဖလားမဟာခါကာလမဘော်က လောင်စားချေရွာကိုစစ်ကောင်စီကညတကောင်ရဲ့အချိန်မှာလေချောင်းကနေဘုံကျဲတက်ခိုက်ပြီးဘာသာရေးအဆောက်အဦအပါဝင်လူနေအိမ်၅လုံးထပ်မင်းဖြစ်စီခဲ့တယ်လို့သိရပါတယ်။မီဇိုရမ်ပြည်နယ်ချမ်ပိုင်ခိုင်ဖာကွန်ချေရွာမှာမြန်မာစစ်ဘေးရှောင်တွေဖွင့်လှစ်ထားတဲ့ဆိုင်ငန်းတွေကိုချေရွာအာဏာပိုင်တွေကပိတ်ခန့်လိုက်တဲ့တရင်တွေနဲ့အတူချားစိတ်ဝင်စားစရာနောက်ဆုံးရတဲ့တရင်တွေကိုတင်ဆက်ပေးဖို့ရှိပါတယ်။ချင်းမျိုးသားရေးကိုရှေ့ရှုလျက်ချင်းတော်လိုင်းရဲ့အင်အားစုများပေါင်းစည်းညီညွတ်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအစုအဖွဲ့များနဲ့လက်တွဲဆောင်ရွက်သွားမယ်လို့ချင်းမျိုးသားတပ်ဦး CNF ကပြောဆိုလိုက်ပါတယ်။ချင်းမျိုးသားတပ်ဦးရဲ့အထမအကြိမ်ပါတီညီလာခံတပ်တန်းတတိယအကြိမ်ဗဟိုကော်မတီအစည်းအဝေးကိုမလ၁၂ရက်နေ့ကနေ၁၅ရက်နေ့အထိ Victoria ဗဟိုဌာနချုပ်မှာကျင်းပခဲ့ကြပြီးစီရေးနိုင်ငံရေးမဟာဗျူဟာမူဝါဒနဲ့ရှေ့ရေးလုပ်ငန်းစဉ်တွေချမှတ်ခဲ့ကြတယ်လို့ CNF ကထုတ်ပြန်ပါတယ်။ချင်းပြည်ချင်းလန်းကောင်စီနဲ့ဂျာကာလာချင်းမျိုးသားအတိုင်ပင်ခံကောင်စီချင်းညီနောင် ICNCC CB အကြားဘောင်းစီရေးကြိုးပမ်းဆောင်ရွက်မှုနဲ့လုပ်ငန်းစဉ်ကိုဝမ်းမြောက်စွာကြိုးဆိုကြောင်းချင်းမျိုးသားရေးကိုရှေ့ရှုရက်ချင်းဒေါ်လာရင်းအင်အားစုများဘောင်းစီညီညွတ်ရေးအတွက်တက်ဆိုင်ရာအဖွဲ့အစည်းများအစုဖွဲ့များနဲ့လက်တွဲဆောင်ရွက်သွားမယ်လို့ CNF ကပြောလိုက်ပါတယ်ပြည်သူတော်လိုင်း၄နှစ်တန်အောင် အချမ်းပတ်စစ်ကောင်စီရဲ့မတရားအာဏာသိမ်းမှုကိုဆန့်ကျင်တဲ့အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ဖြစ်လကောင်အခြားနိလန်ပေါင်းစုံဖြစ်လကောင်ကြမ်းကြမ်းခံပေးဆက်တိုက်ပွဲဝင်နေကြတဲ့ ရှင်းမျိုးသားပြည်သူတွေကိုလေးစားကုန်ပြုပြီးရှင်းမျိုးသားတအုပ်အနေနဲ့ဆရာနာရှင်စနစ်အဆုံးသက်ပြီးဖေရပီတောင်စုတိဆောက်ရေးပန်းလမ်းရောက်ရှိတဲ့အထိအဆုံးတိုင်တိုက်ပွဲဝင်သွားမယ်လို့ဆိုပါတယ်။ရှင်းမျိုးသားတအုပ်တက်မတော်ရဲ့အမိအဖတွေဖြစ်ပြီးရှင်းအမျိုးသားတော်လိုင်းရဲ့ပင်မမနိုင်ကြီးဖြစ်တဲ့ရှင်းပြည်သူတရက်လုံးအနေနဲ့ရှင်းမျိုးသားတိဆောက်ရေးနဲ့ရှင်းပြည်တိဆောက်ရေးမှာအတူရက်တည်ပြီးကာယအင်အားညာနာအင်အားဒနာအင်အားအတိအကျဖြင့် ပါဝင်တိုက်ပွဲဝင်ကြဖို့လေချင်းမျိုးသားတအူ CNF ကအလေးနဲ့တိုက်တွန်းတောင်းဆိုထားပါတယ်။ချင်းပြည်ဖလားမျိုးနဲ့ဖလားမဟာခကာလမဘောကတန်စားချေးရွာကိုစစ်ကောင်စီကညတကောင်ရဲ့အချိန်မှာလေကြောင်းကနေဘုံချဲတိုက်ခိုက်ပြီးဘာသာရေးအဆောက်အအုံအပါဝင်လူနေအိမ်၅လုံးထပ်မင်းပျက်စီးခဲ့တယ်လို့သိရပါတယ်။တန်စားချေးရွာကိုမလ16ရက်နေ့မနက်ပိုင်းတနအီခွဲလူတွေအိမ်မောချချိန်မှာစစ်ကောင်စီကဘုံချဲခဲ့တာဖြစ်ပြီး UPC ဖျားချောင်းကွာတာနဲ့နေအိမ်၆လုံးပျက်စီးခဲ့တယ်လို့ဒေသခံတို့ကပြောပါတယ်။ ံကောင်းထမဆိုဖြင့်လူထိခိုက်ဒေဆုံးမှုမရှိဘူးလို့သိရပါတယ်။ဖလားမြို့မှာမြို့သိမ်းတိုက်ပွဲတွေပြင်းထန်နေတာကြောင့်စစ်ကောင်စီကလေကြောင်းကနေဖလားမြို့အနီးဝန်းကျင်ကိုဘုံကျဲတိုက်ခိုက်နေတာဖြစ်ပါတယ်။မလ14ရက်နေ့ကလည်းဖလားမြို့ကနေ2မိုင်လောက်ကွာဝေးမှာတည်ရှိတဲ့စီဇာမော်ဂျေးရွာကိုဘုံကျဲတိုက်ခိုက်လို့နေအိမ်လေးလုံးထပ်မံပျက်စီးခဲ့ပါတယ်။မီဇိုရမ်ပြည်နယ်ဂျန်ဖိုက်ခိုင်ဖာကွန်ကျေးရွာမှာမြန်မာစစ်ဘေးရှောင်တွေဖွင့်လှစ်ထားတဲ့ဆိုင်ငန်းတွေကိုကျေးရွာအာဏာပိုင်တွေကပိတ်ခိုင်းထားတယ်လို့သိရပါတယ် ဖာကွန်ချီရွာအုပ်ချုပ်ရေးအဖွဲ့ Village Council VC နဲ့ရပ်ဖက်အဖွဲ့အစည်းတွေအားလုံးပါဝင်တဲ့ All NGO တို့ကမလ15ရက်နေ့မှာအစည်းအဝေးပွဲချင်းပပြုလုပ်ပြီးစပေးရှောင်းရဲ့ဆိုင်ငန်းတွေကိုပိတ်ခိုင်းဖို့သဘောတူဆုံးဖြတ်ခဲ့ကြတာလို့သိရပါတယ်။အဲဒီဆုံးဖြတ်ချက်ထဲမှာဖာကွန်ချီရွာကစပေးရှောင်းတွေကိုဆိုင်ခန်းဖွင့်လို့ရောင်းချခွင့်မပြုတော့ဘဲလက်ရှိဆိုင်ခန်းဖွင့်သူတွေကိုလည်းမေလ31ရက်နေ့နောက်ဆုံးထားပိတ်သိမ်းကြဖို့ဖော်ပြထားပါတယ်။ဆိုင်ဖွင့်ထားသူများအနေနဲ့တတ်မှတ်ရမကုန်ဆုံးခင်အတော်တွေ ဆိုင်ကပစ္စည်းတွေကိုအကုန်အစင်ရောင်းချရမှာဖြစ်ပြီးရွာသားတွေအနေနဲ့စစ်ဆောင်တွေဖွင့်လှစ်ထားတဲ့ဆိုင်ငန်းလုပ်ငန်းတွေကိုလက်လွဲယူတာကုန်စည်တွေကိုလက်ပြောင်းဝယ်ယူခွင့်မရှိဘူးလို့လည်းဆုံးဖြတ်ချက်ထဲမှာပါရှိပါတယ်။ဒါ့အပြင်စပေးရှောင်တွေကျွေးရအတွင်းဝင်ထွက်သွားလာမှုကိုလည်းကန့်တက်လိုက်ပြီးဝင်ထွက်သွားလာမယ်ဆိုရင် Village Level Committee on Myanmar Refugee အဖွဲ့ထံတရင်ပေးပို့ရမယ်လို့ဆိုပါတယ်။ယခုလက်ရှိမှာမီဇိုရမ်ပြည်နယ်တစ်ခုလုံးမှာမြန်မာနိုင်ငံကစပေးရှောင်3000 3000ကျော်ရှိနေပြီး ဂျန်နဲ့မြို့ရွာတွေမှာတော့ခုလိုဆောင်ရွက်တာမျိုးမရှိသေးဘူးလို့သိရပါတယ်။ Farquan ချေးရွာမှာကုံဆုံဆိုင်၊လက်ဖက်ဆိုင်၊ဆိုင်ငယ်ပြင်ဆိုင်တွေအပါအဝင် စပစ်ရှောင်စခန်းပေါင်း၁၀ခုကျော်ရှိတယ်လို့လည်းသိရပါတယ်။မီဇိုရမ်ပြည်နယ်ခြေဆိုင် Zhou Reunification Organization ဇိုရိုကအိန္ဒိယပြည်ရဲ့ဝန်ကြီးအမစ်ရှာတန်အိန္ဒိယမြန်မာနယ်စပ်လွတ်လပ်စွာသွားလာခွင့်စနစ်ပြန်လည်လျှော့ပေးဖို့တောင်းဆိုလိုက်ပါတယ် မလ9ရက်နေ့ကမီဇိုရမ်ပြည်နယ်ကိုတ냐အိတ်ခီဖြင့်ရောက်ရှိလာတဲ့အိန္ဒိယပြည်ထရေးဝန်ကြီးကိုအိုင်ဇော့မြို့ပြည်နယ်အုပ်ချုပ်ရေးမှုအင်အားရာဂျ်ဘဗန်မှဇိုရိုကောင်းဆောင်တွေကတွားရောက်တွေ့ဆုံခဲ့ကြပြီးအိန္ဒိယမြန်မာနယ်စပ်လွတ်လပ်စွာဝင်ထွက်သွားလာခွင့်စနစ် Free Movement Regime FMR ဖြတ်သိမ်းမှုကိုပြန်လည်တုံ့တက်ရန်တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။အိန္ဒိယဗဟုအစိုးရက FMR စနစ်ကိုဖြတ်သိမ်းပြီးဇန်နဝါရီလ10ရက်နေ့ကစလို့အိန္ဒိယမြန်မာနယ်စပ်မှာလွတ်လပ်စွာ ဝင်ထွက်သွားလာခြင်းကိုကန့်သက်တင်းကျပ်လိုက်တာကြောင့်နိုင်ငံပြည်သူတွေအတွက်များစွာသောအခက်အခဲဖြစ်စေပြီးရခိုင်ပုံမှန်အတိုင်း FMR စနစ်ကိုပြန်လည်ကျင့်သုံးဖို့ပြည်ထရေးဝန်ကြီးထံတင်ပြခဲ့ကြတာလို့သိရပါတယ်။ဒါ့အပြင်အိန္ဒိယဗဟိုအစိုးရအနေနဲ့အိန္ဒိယမြန်မာနယ်စပ်တစ်လျှောက်ကိုခြံစည်းရိုးခတ်မယ်ဆိုရင်နယ်စပ်ဒေသမှာနေထိုင်ကြတဲ့ဌာနေတိုင်းရင်းသားလူမျိုးတွေအတွက်များစွာသောခက်ခဲတွေဖြစ်ပေါ်စေနိုင်တဲ့အပြင်ညီကိုချင်းချင်းကြားပိုင်းခြားခံရမယ့်အခြေအနေမျိုး တက်ရောက်သွားနိုင်တယ်လို့လည်းသူတို့ကဆိုပါတယ်လက်ရှိမဏိပူပြည်နယ်မှာဖြစ်ပွားနေတဲ့ပြည်ပခတ်ကြောင့်ကူကီဇုံလူမျိုးတွေဟာအခက်အခဲမျိုးစုံနဲ့ကြုံတွေ့နေရပြီးမဏိပူပြည်နယ်ထဲမှာကူကီဇုံလူမျိုးနဲ့မိသေးကတဲ့လူမျိုးတွေဟာအုပ်ချုပ်မှုတစ်ခုအောက်မှာအတူနေထိုင်ဖို့အဆင်မပြေတော့ပဲကူကီဇုံလူမျိုးတွေအတွက်တိကျအုပ်ချုပ်မှုတစ်ခုဖန်တီးပေးဖို့လည်းတောင်းဆိုခဲ့ကြပါတယ်အလားတူဘိုဟိုမီဇိုလူငယ်များအသင်း CYMA ခေါင်းဆောင်တွေကလည်းအိန္ဒိယပြည်ထောင်စုဝန်ကြီးကိုတွေ့ဆုံရမှာ အိန္ဒိယမြန်မာနှစ်နိုင်ငံကြားလွတ်လပ်စွာဖြတ်တန်းသွားလာခွင့် Free Movement Regime FMR ကိုပြန်လည်ကျင့်သုံးဖို့တောင်းဆိုခဲ့ကြပါတယ်။ကချင်ပြည်နယ်ဗမော်မြို့မှာရှိတဲ့ Shimen Catholic Priam ဖျားရှိခိုးကျောင်းကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကမလ16ရက်နေ့ကမိရှုဖြက်စီခဲ့တယ်လို့သိရပါတယ်။တတန်း90နီးပါးရှိပြီဖြစ်တဲ့ Saint Patrick Catholic ဖျားကျောင်းကိုစစ်ကောင်စီတပ်ကလေကြောင်းကနေပုံချဲတက်ခိုက်တာမဟုတ်ပဲစစ်ကောင်စီတပ်သားတွေကိုယ်တိုင်မိရှုဖြက်စီတာလို့ဖြစ်ပြီး ဖြစ်စဉ်အသေးစိတ်ကိုတော့မသိရသေးဘူးလို့ကချင်သတင်းရင်းမြစ်တွေထံကနေသိရပါတယ်။ဒီဖျားချောင်းကို1958ခုနှစ်ဝင်းကျင်ကတိဆောက်ခဲ့တာဖြစ်ပြီးဗမော်မြို့ရဲ့အထင်ကြီးဖျားချောင်းတစ်ချောင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဟာအာဏာသိမ်းပြီးနောက်ပိုင်း2021ကနေ2024ခုနှစ်ကုန်ပိုင်းအထိခရိယံဖျားချောင်းဗုဒ္ဓဘာသာဘုန်းကြီးကျောင်းအပါအဝင်ဘာသာရေးအဆောက်အုံပေါင်းရာနဲ့ချီဖျက်ဆီးခဲ့ပါတယ်။ဗမော်မြို့ဟာကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့တွေမြို့သိမ်းတိုက်ပွဲပေါ်ဆောင်နေတဲ့မြို့ဖြစ်ပြီး တိုက်ပွဲလေးလကျော်လာပြီဖြစ်ပါတယ်။လက်ရှိမှာမြို့ area အများစုနဲ့အရေးပါတဲ့စစ်ကောင်စီတရင်အချို့ကို KIA ကတင်ပိုက်ထားပြီးအဓိကတပ်ဌာနချုပ်ဖြစ်တဲ့အမှတ်27စစ်စင်ရေးကုကဲမှုဌာနချုပ်စကခ27ကို အပြစ်သက်တင်ပိုက်နိုင်ရေးနေ့စဉ်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကတအန်းတက် TNL ထိန်းချုပ်ထားတဲ့နောက်ချုံမြို့ပေါ်ကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲခဲ့တာကြောင့်တန်ဃာတော်တွေအပါအဝင်ပြည်သူ၉ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ နောက်ချုံမြို့ကစင်ငေရနာပရိယတိစာတင်တိုက်ကိုမလ16ရက်ညပိုင်းမှာစစ်ကောင်စီကပေါင်250ဘုံလေးလုံးနဲ့ဘုံကျဲတိုက်ခိုက်တာဖြစ်ပြီးရဟန်းတံဃာတော်6ပါးနဲ့အယက်သား3ဦးစုစုပေါင်း9ဦးတေဆုံပြီး16ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNL ကထုတ်ပြန်ပါတယ်။နောက်ချုံမြို့တောင်ဘက်ကစစ်ကောင်စီအမြောက်တပ်တွေအခြေစိုက်တဲ့တောင်ခမ်းရွာကိုစစ်ကောင်စီကပြန်လည်ထိန်းချုပ်ပြီးနောက်တောင်ခမ်းကတဝက်ကိုလည်းဒရုန်းနဲ့ဘုံကျဲတာတွေလုခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။ မလ14ရက်ကလည်းတောင်ခန့်ရွာအနီးကရာပြင်ချေးရွာကိုစစ်ကောင်စီက drone နဲ့ပုံကျဲတော့ရတား3ဦးသေဆုံးပြီး4ဦးဒဏ်ရာရခဲ့ပါတယ်။လက်ရှိနောင်ချိုမြို့ပြင်က နေရာတချို့မှာလည်း TNL ပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်ကြားတိုက်ပွဲတွေဆက်ရှိနေတယ်လို့စီရီသတင်းရင်းမြစ်ကပြောထားပါတယ်။စကိုင်းတိုင်းဝက်လက်မြို့နယ်တွေကစင်ကန်ရွာမြောက်ဘက်ကိုစစ်ကောင်စီကမလ16ရက်နေ့ညပိုင်းမှာလေကြောင်းကနေပုံကျဲခဲ့တာကြောင့်6လတာကလေးပါဝင်4ဦးသေဆုံးသွားတယ်လို့သိရပါတယ်။ ရွာကဒေသခံနေအိမ်ပေါ်ကိုဘုံကြရပောက်ကွဲခဲ့တာဖြစ်ပြီးတန်ရတဲ့သူ9ဦးရှိတယ်လို့လည်းရွာကနေကအတည်ပြုပါတာစင်ကန်ရွာဟာမန္တလေးနဲ့စကိုင်းတိုင်းအဆက်ဝက်လက်မြို့အရှိတောင်ရမ်းမှာတည်ရှိပြီးဝက်လက်ကနေ -20 ဝန်းကျင်ကွာဝေးပါတယ်ဒီဒီမဲ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်